တကောပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီစီစဉ်ကတော့ wines back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးထားပါတယ်ပြည်သက်တွေကဘောလုံးအားကစားနည်းနဲ့ရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက်ထူးခြားစုံလင်တဲ့ဈေးကွက်တွေနောက်ထပ်တာ out အကန့်အသတ်မရှိတဲ့ mount တွေနဲ့ရင်ခုန်ခြင်းနဲ့ဆိုရင်တော့ wines back ကို download လုပ်ပြီးမှ soccer house mm promo code နဲ့အတူအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံး twin ngwe အတွက်အများဆုံးဒေါ်လာ130နဲ့ညီများတဲ့မြန်မာငွေကို bonus အစီအစဉ် ရယူနိုင်တဲ့ဆိုတဲ့အကြောင်းလေးလည်းတင်ကောင်းပါချင်ပါတယ်။တခြားအားကစားနည်းတွေဖြင့်ဒါ cyber game တွေကနေတဆင့်အခါအားလျော်စွာ promotion တွေပေးပြီးမှ bonus တွေရယူနိုင်တဲ့ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါချင်ပါတယ်။ promo code ကိုတော့ဒီ video ရဲ့ comment box မှာလည်းဒါကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။စကားဟောင်းစီရဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒါဆွေးနွေးသွားမယ့်အကြောင်းအရာက ဒီအာဆနယ်အသင်းနဲ့အင်္ဂလန်လေးစဉ်နောက်ခံလူဟောဆိုကမ်ဘယ်ကဒီမီကယ်အတေတာနဲ့ပတ်သက်ပြီးတော့အခြေကျတဲ့စကားတွေပြောသွားတယ်ပေါ့နော်ဆိုတော့အတေတာကတကယ်ခြေကျတဲ့နည်းပြဖြစ်တဲ့အတွက်ဆိုကမ်ဘယ်ပြောတဲ့စကားတွေကတကယ်လေမှန်တယ်ဒါပေမဲ့ဆိုကမ်ဘယ်ပြောတဲ့အထဲမှာပါပါလာလဲဆိုတော့ honest lot ကဒီ အနည်းဆုံးဆိုရင်တော်တော်ကံကောင်းနေပေါ့အနည်းဆုံးချန်ပီယံဖြစ်ခဲ့တဲ့ဆိုတဲ့ကိစ္စမှာယောဂန်ကလပ်တာဂက်ရဲ့အသင်းကိုဆက်လက်ကင်တွယ်ခွင့်ရချင်းနော်ဆိုတော့ဒီအချက်ပါတယ်အဲ့တော့ဒီအချက်ကြောင့်အနည်းဆုံးဟာကံကောင်းခဲ့ပြီမဲ့အာတိထောကအကုန်လုံးကိုသူ့အတူလောက်ရတယ်ဆိုတဲ့အကြောင်းအရပါလားဆိုတော့ ကျွန်တော်လက်မခံခြင်းတဲ့နေရာကအဲ့နေရာပဲမီကယ်အာတီတာအရန်ခတ်တဲ့အလုပ်ကိုလုပ်ခရရဖြစ်တဲ့အတွက်ချီးကျူးတယ်ဆိုရင်အပြည့်အဝထောက်ခံတယ်100%ထောက်ခံဘာလို့ထောက်ခံလဲဆိုတော့အာဆနယ်ရဲ့အနေအထားကအောင်မြင်မှုတွေအတွက်လုံလောက်တဲ့လူစင်းမရှိဘူးလုံလောက်တဲ့ယုံကြည်မှုမရှိဘူးလုံလောက်တဲ့အည်သူမရှိဘူး မရှိလို့လေအာဆန်ဗန်ဂါကိုတိုင်းနောက်ပိုင်းမှာဘာကြီးကြီးမားမားအောင်မြင်မှုဆိုတာချန်ပီယံလိော့ပရီးမီးယားလိဂ်ကိုဆက်လို့တာရအောင်ယူနိုက်တက်ဆန်ကိုမရှိတော့တာဒီအတင်းကတပြေးပြေးနဲ့ဘယ်ဘက်ကိုလမ်းဘယ်လမ်းကိုဥတည်လာလဲဆိုတော့အတင်းမှာကစားသမားကောင်းတွေကိုထိန်းနိုင်တဲ့အနေထားတော့မရှိတော့အတင်းမှာတမင်မွေးကြားစားရင်းဆိုတဲ့အဆင့်ကိုတော့ရောက်လာတာအာဆန်ဗန်ဂါကိုတိုင်းကြုံခဲ့ရတာအွန်လိုင်းအမရီ ခေါ်တယ် online emery ဒီ europa အစင်ကြီးတက်ပြီးတော့ဒီအောင်မြင်မှုတွေယူပေးနိုင်တဲ့နေပြ online emery ဒီ seven year နဲ့အတူဒီ europa league အောင်မြင်မှုတွေယူခဲ့တယ်ပြီးတော့တကယ်ထိတ်တန်းနေပြအတွေ့အကြုံရဲ့နေပြ arsenal ကိုလာတယ်ဟိုအတင်းနဲ့အတင်း identity နဲ့မကိုက်ညီတာပေါ့ result တွေထင်သလောက်မတိုးတက်လာတာရော online emery ကိုယ်တိုင်လည်းရုန်းကန်ခဲ့ရတယ် Michael Arteta ရောက်လာတယ် ်အဲ့အထက်တာမရောက်ခင်မှာကျွန်တော်တို့ကိုယ်တိုင်လေးပြောဦးတယ်ဒီအသင်းက Pep Guardiola Klopp ဒီလိုနည်းပြတွေလာရင်တော့မှအချိန်တော်အတွင်းအောင်မြင်ဖို့တော်တော်မလွယ်တဲ့အသင်းမျိုးဖြစ်အဓိကတော့စိတ်ပိုင်းဆိုင်ရာကလုံးဝယိုယွင်းပျက်စီးနေပြီပြီးတော့ဒီကစားသမားတွေရဲ့အထက်တာရောက်လာတဲ့အချိန်မှာအသင်းရဲ့ဒီ average အသက်တို့ဟိုတကြီးကစားသမားတွေများတယ်အသင်းကအိုးနေတယ်ဟောင်းနေတယ်လာတာတွေများတယ် ဒီပြဿနာတွေအများကြီးကိုအစအဆုံးမိခလာအထက်ထားတာကဒီဆော့ရဒီနေရာမှာအထက်ထားရရဲ့လမ်းကြောင်းဟာတကယ်လို့ဒါအာဆနာအသင်းကသူ့ကိုယာလူကထုတ်ခဲ့မယ်ဆိုရင်ရှေ့တရာသည်နောက်တရာသည်နောက်တရာသည်ထုတ်ခဲ့မယ်ဆိုရင်အထက်ထားရဲ့နိပြဘောကလမ်းကြောင်းကပြောင်းသွားမှာလမ်းပက်တို့ဂျရက်တို့လို့မဖြစ်သွားဘူးလို့မပြောနိုင်ဘူး အာဇာတော်ရတဲ့အေရူမမမမရည်တည်ပေးခဲ့တဲ့အသင်းပိုင်ရှင်နေစတ်ထားဖို့ဆုံးဖြတ်ခဲ့တယ်။ဆုံးဖြတ်ရင်ဆုံးဖြတ်ရင်းနဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့အာထေတော်ကသူလိုချင်တဲ့ပုံစံပေါ့နော်။သူလိုချင်တဲ့ပုံစံသူသူလိုချင်တဲ့အဆင့်အတန်းကိုတည်ဆောက်နိုင်ခဲ့တာ။ဆိုတော့ဒီနေရာမှာအလက်အပြောင်းအတခုပဲရှိတယ်။ဘာလဲဆိုတော့အသင်းပိုင်ရှင်နေစတ်ထားခဲ့တာ အတင်းရဲ့တာဝန်ရှိသူတွေဆက်ထားခဲ့တာဆက်ထားခဲ့တဲ့အတွက်အထက်ထားကသူသူ့မှာလည်းအရေးချင်းရှိတဲ့အတွက်သူ့အရေးအချင်းကိုလည်းယုံလို့တာဝန်ရှိသူတွေကဆက်ထားရင်ဆက်ထားရင်းနဲ့ဒီ trust the process ကနေပြီးတော့သူဒီအရာကိုသူသူတိစောက်နိုင်ခဲ့တာအဲ့တော့မိကုန်းတစ်ခုကပါလဲဆိုတော့အာဆနယ်သားတင်းနှစ်တင်းနှစ်တင်းနှစ်အမြဲပြီးနေတဲ့အသင်းချန်ပီယံယူလိုက်ဒုတိယ300ဒီ400ဒီရလိုက်ချန်ပီယံယူလိုက်အသင်းမျိုးဆိုရင် အသင်းမှရှင်တွေကစက်ထားမလားဆိုတဲ့မေးခွန်းပေါ်လာပြီ။ Pep Guardiola ထွက်သွားတယ်။ Pep Guardiola ရဲ့အသင်းကို နေပြတဲ့တူဝင်လာမယ်။အဲ့ဒီနေပြတဲ့ဝင်လာတယ်။ပထမရာသီ၄ရာမယ်၊ဒုတိယရာသီ၆ရာမယ်၊တတိယရာသီအဲ၅၆၄၅၆ဝန်းကျင်မှာရာမယ်။အဲ့ဒီနေပြ Manchester City မှာဆက်ရှိစရာအကြောင်းမရှိတော့ဘူး။ ရိုမန်အရမိုဗစ်ချ်ဟာကလော်ဒီယိုရန်နီရီရဲ့အသင်းရဲ့အိုလာပြီးဟောင်းလာပြီးဒီနိပြလဲနေရာမှာလည်းဒီဂျိုဆင်မော်ရင်ကိုအရန်ဘလိုကောင်းလဲဆိုတော့ပေါက်ကွဲထွက်လာတဲ့ငွေတူရှိနေပြီဂျိုဆေးကိုခေါ်တယ်အောင်မြင်မှုတွေရတယ်ပရီးမီယားလိပလာတန်းရတယ်ဒူရီယပရီးမီယားလိပလာတန်းရတယ်အဲ့လိုရနေရင်းနဲ့ချယ်လ်ဆီမှာသူ့ရဲ့စတန်ဒတ်လိုင်းတစ်ခုပေါ်လာတယ် ိုက်စတန်ဒတ်လိုင်းကိုမပြည့်မီဘူးဆိုရင်နီးပြတွေဝုန်းန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 ေပြုတ်တော့တာဆိုလိုချင်တာကဘာလဲဆိုတော့အာနီစလော့ဟာဆိုကမယ်ပြောတယ်လို့လိုရနေတာမဟုတ်ဘူးမိခီလအတတာကသူ့လမ်းကြောင်းနဲ့သူအကောင်းဆုံးသွားနိုင်ခဲ့တယ်ဆိုရင်အာနီစလော့ကလည်းသူ့လမ်းကြောင်းနဲ့သူအကောင်းဆုံးသွားနိုင်ခဲ့တယ်အခုဆိုလီဗာပူးပရိသတ်တွေ တချို့ Anistro နဲ့ Klopp နဲ့နိုင်ရှင်ပြီးတော့ Klopp ကဘာလုပ်ခဲ့တာ Anistro ကဘာတွေလုပ်နေလဲအစရှိသဖြင့်မို့နီးပြတူဦးရဲ့ဘဝလွယ်လာလေတော့မဟုတ်အခုပဲဒီနိုင်ဝဲတွေစရယူပြီးတဲ့အချိန်ချီးကျူးတဲ့သူတွေကပဲအခုပဲရှုံးမနေနဲ့တွေ့တာနဲ့နည်းနည်းလေးရင်းရင်လာတယ် Anistro ကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အတန်လေးပေါ်လာတော့ဆိုတော့ဘာကြောင့်လဲဆိုတော့အဲ့ဒီအတင်းကအလယ်လက်အတင်းဖြစ်နေရင် လူတွေကခွင့်လွှတ်ပေးကြနားလည်ပေးကြတယ်။အဲ့ဒီအသင်းဟာအဆင့်4 5 6အဲ့4 5 6ကတင်မကပဲနဲ့8 9ရောက်နေတဲ့အသင်းမျိုးအဲ့လိုအသင်းမျိုးကိုနိပြအဖြစ်ကင်တွယ်ရတဲ့သူတို့ဦးအနေနဲ့ရလဒီအထိုးတက်မလာခြင်းအပေါ်မှာပြည်သက်တွေကအောင်ဆောင်ကြည့်ပေးခြင်းကြတယ်နားလည်ပေးတတ်တဲ့စိတ်ရှိကြတယ် ရူဘန်နမော်ရင်လည်းပထမဆုံးဒါသူပြီးခဲ့တဲ့ရာသီကကင်တွေခဲ့တယ်။အိုးအဲ့လိုမျိုးအဆင့်ဒီ border half တဲကိုမရောက်ပဲနဲ့အချောက်ခွန်ရှေ့လောက်မှာဒါအဆုံးတက်တယ်ဆိုရင် Manchester United United ပြည်သက်တွေလည်းသူဒီစပူပြီးတော့အကောင်းမြင်ပြီးပါမနေ့ကအရန်စူးစူးရွားဖြစ်သွားတယ်အရန်စူးစူးရွားဖြစ်သွားလို့ဒါအဲသူဒီအသင်းမှာဒီဒီလောက်ထိ ပြောခံရတာ Manchester United ဆိုတော့ကမ္ဘာမှာဖိအားအကြီးဆုံးအသင်းတွေကတသိန်း Manchester United နီးပြ Real Madrid နဲ့တင်းနီးပြဆိုတဲ့အရာတွေကတကယ်ထိုင်ကုန်ပူကြီးတွေအဲ့ထိုင်ကုန်ပူတွေမှာတော့မှအသင်းအခြေအနေရအသင်းဟာ အောက်ရောက်နေတဲ့အခြေနှိမ်ပါနေတဲ့အခြေဒီနီးပြတွေကအလင်းငါ6လောက်ပဲရတယ်ဆိုရင်ဒီတောင်ရှိတဲ့သူတွေဘက်ကလည်းဆက်ပြီးတော့စမ်းကြည့်ကြတယ်ပြီးတော့ဒီပြိတ္တတွေအနေနဲ့လည်းအရန်ကြီးတော့အမြင်မကြည့်ဘူးဒီနီးပြနေတော့ငါတို့ ဖလားမရပါဘူးကွာဆိုတာလောက်ရှိမိမဲ့အရာလည်းကောင်းရင်ကောင်းတယ်လို့အားပေးကြမှာပဲဒါမဲ့ထိတ်ဆုံးတန်းရောက်နေပြီးတော့မပြုတ်ကြရင်ဘယ်သူမှသိမခံဘူးအာအနိစလော့ရင်ဆိုင်ရတဲ့စိတ်ပိုင်းဆိုင်ရာ PR တော်တော်ကြီးကျွန်တော်တို့အဲ့ဒီအပိုင်းကိုအရင်ဆိုးရင်ခဲ့တာစာလဆောက်စားနေရာကိုအစားဝင်ဖို့ဆိုတာအာဒီလူစရင်တည်ဒီအသင်းရဲ့အောင်မြင်မှုတွေကြောင့်ကံကောင်းလို့ဆိုရင်အဲ့ဒီလူဒီစာလဆောက်စားနေရာကိုအစားဝင်ရတဲ့ IPR IPR အရင်ကြောက်စရာကောင်းတယ် IPR ကပူဆိုးတယ်ဆိုတော့ဆိုလိုတာကအားလုံးဆိုတော့ကံကောင်းကြရမှာပေါ့သူကဟုတ်တယ်ဒီလော်ဘူးအတင်းအဲ့လော်ဘူးအတင်းဟာဒီ club ကြောင့်အဲ့ဒီအသွေးတစ်ခုအရင်အချင်းတရက်နဲ့အတူဒီထိတ်တန်း club အဖြစ်ရှိနေကြတာလည်းအမှန်တရားပဲအဲ့ဒါလည်းငြင်းလို့မရဘူးဒါပေမဲ့အားလုံးဆိုတော့အတူသွားတဲ့အခါမှာ ဒီအသင်းဟာ Klopp ရဲ့ဒီ prime အသင်းမျိုးမဟုတ်ဘူး fit အသင်းမျိုးကိုမရဘူးဆိုရင်တော့မှဒီအသင်းဟာထိတ်တန့်အသင်းတစ်သင်းအဖြစ်ရည်တည်နိုင်ခဲ့တယ်တချို့ကစားသမားတွေပို့ပြီးတော့တိုးတက်လာခဲ့တယ် budget ကစားသမားခေါ်ယူမှုမရှိဘဲနဲ့ဒီအသင်းဟာ Klopp အသင်းကိုဘာအပြောင်းလဲမှမလုပ်ဘဲဆိုတဲ့နေရာမှာစကားလေးကသာလွင်လာတကယ်တော့ထပ်ပြီးတော့ကစားသမားကောင်းတွေထပ်ပြီးတော့မထည့်ဘဲနဲ့ ဟိုတော့ဒီအလုပ်ကို तू လုံးဝင်ခဲ့တဲ့တကယ်လို့ club project အချိန်မှာပေါင်တန်း200တန်းတော့ဘူးတုံးရင်ဆိုတော့ဒီတစ်ပုံပြီးအောင် PR ကြည့်အောင်မယ်ဆိုတော့ဒီနေရာမှာ Liverpool ရဲ့ဒီဆုံးဖြတ်တဲ့ပုံစံနေမှာလဲ transition ကချောမွေးခဲ့တယ်လို့လည်းပြောရမယ်ဆိုတော့ဒါရီအားလုံးရဲ့အချုပ်ကတော့ဘာလဲဆိုတော့အားလဲဆိုတော့အရေးချင်းရှိခဲ့အဲ့အရေးချင်းက Pep Guardiola ထက်တာတယ် Mikel Arteta ထက်တာတယ်အဲသူမဟုတ် ဒီ Jurgen Klopp ထက်သားတယ် Sala Sousan ထက်သားတယ်ဆိုပြီးတော့သူများတွေထက်သားတယ်ဆိုတော့အကြောင်းကိုပြိုင်ဖို့မဟုတ်ဘူးသူနီလန်နဲ့သူသူကဒီအသင်းကိုစိတ်ပိုင်းဆိုင်ရာအရာရုပ်ပိုင်းဆိုင်ရာယုံကြည်မှုအရာအကြီးအသေးအရာသူအကောင်းဆုံးပြင်ဆင်ပြီးအကောင်းဆုံးစွမ်းဆောင်ပြီးဒီထိတ်တန်းဆိုလမ်းကြောင်းမှာသူဆက်ရှိနေအောင်လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်တို့ကဟိုမာဒီနီနဲ့ခရစ္စတီယာနိုရော်နယ်ဒိုဘယ်သူပိုကောင်းလဲလို့မေးနေရင်ဗျာ ဲ့ဒီအတွက်အဖြေကရှိမှာမဟုတ်ဘာကြောင့်လဲဆိုတော့မတူညီတဲ့ကစားဟန်မတူညီတဲ့အတွေ့အကြုံမတူညီတဲ့ဒီ position ကကစားသမားတွေလို့ပဲမီဟစ်မီခဲလ်အာတတာရနဲ့ဒီအာနက်စတာနဲ့ဘသူပူကောင်းလဲဆိုတဲ့ကိစ္စဟာဒါကြောင့်တစ်ခုတည်းမှာတူညီတဲ့အသင်း A တူညီတဲ့အသင်း B ဘတ်ဂျက်တစ်ခုချပေးပြီးတော့ငါးနှစ်စောင့်ကြည့်မှာမင်းတို့နှစ်ယောက်ဘာလုပ်နိုင်မလဲဆိုအဲ့လိုဆိုတော့ပြိုင်လို့ရတယ်တောင်းတောင်မတူညီတဲ့လမ်းကြောင်းတွေမှာစတော့ကကန်ကောင်းပါတယ် စောကဒီလိုကြီးရတာ ਉਹ အဲဒီအတတာကမှအဲ့အဲ့တော့ပြိုင်တော့တော့ရှင်လို့ရတဲ့ကိစ္စမဟုတ်တော့ဆိုတော့မာဒီနီနဲ့ခရစ်စတီယန်ရိုနယ်ဒိုတို့လိုပဲကိုလမ်းကြောင်းနဲ့ကိုအကောင်းဆုံးလုံနိုင်တဲ့သူကြံခဲ့မယ်ဒီလမ်းကြောင်းကိုအကောင်းဆုံးမလုံနိုင်တဲ့သူတွေအကြရှုံးသွားမယ်လောကရတာပဲဆိုတော့ဆိုကံပဲပြောတဲ့စကားမှားပါတယ်အာနက်စလော့ကံကောင်းခဲ့တာမဟုတ်ဘူးအာနက်စလော့ သူလောရမယ့်အခြေအနေတခုမှာအဲ့ဒီအလုပ်ကိုသူအကောင်းဆုံးလုပ်နိုင်ခဲ့တာ။ Mikhail Arteta သူလောရမယ့်အခြေအနေတခုမှာအဲ့ဒီအလုပ်ကိုအကောင်းဆုံးလုပ်နိုင်ခဲ့တာလို့ပဲပြောရမယ်။ဆိုတော့ဒါကတော့ဒီ Arnest Law ဒီ Mikhail Arteta နဲ့ဆိုကမ်ဖရဲ့အမြင်ပေါ့ကျွန်တော်ရဲ့ဒါသုံးသက်ချက်ဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ Soccer House ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်။